မြမဖြစ်သူတဏာပွင့်ရဲ့မင်္ဂလာပွဲမှာဒီလိုအကြောင်းအရာကြောင့်ငုံနေခဲ့တဲ့ချောရဲတနာ MCL ပြည်သက်များလုံးမဲမင်္ဂလာပါရှင်ပြည်သက်များရှင်ချောရဲတနာနဲ့တဏာပိုးတို့ညီမတွေကတော့ပြည်သက်တွင်ရဲ့လက်ခံအားပေးခြင်းကိုရရှိထားသလိုညီမနှစ်ယောက်ကြားမှာရှိတဲ့ဆက်ဆံရေးလေးကြောင့်ချစ်ခင်အားပေးနေကြတာတွေလည်းရှိပါတယ်ချောရဲတနာကအိမ်နောင်နဲ့အသားတကြဖြစ်ပြီးဆယ်စုနှစ်တစုကျော်ရှိနေခဲ့ပြီးဆိုပေမဲ့တဏာပိုးကတော့မေလ၁၈ရက်နေ့မှသာချစ်သူကောင်းပြီနဲ့တင်ရဝင်လက်ထပ်ထင်းများခဲ့တာဖြစ်ပါတယ်ကောင်းပြီနဲ့တဏာပိုးတို့က တွဲလာခဲ့တာ73နှစ်ကျော်မှသာလက်ထပ်ခဲ့တာပါ။ဆယ်စုနှစ်တခုကြာတဲ့အတွက်လက်မထက်တာဦးလားဆိုတဲ့မိကုန်းတွေကိုလည်းချောရတနာကအမတယောက်နေနဲ့တိုင်ခံဖြည့်ရှင်းခဲ့ရတာပါ။ဒါကြောင့်မလို့ကောင်းပြင်းနဲ့တန်နာဘိုးတို့ကလက်မှတ်ရီထိုးပွဲလေးနဲ့တူမင်္ဂလာပွဲကိုကျင်းပလိုက်ကြတာဖြစ်ပါတယ်။မင်္ဂလာပွဲကိုမြမယူရနဲ့အညီမြမဆန်းဆန်းကျင်းပခဲ့တာဖြစ်ပြီးဖုန်ကြီးเจ้าမှာစွန်ကတ်ကဧဒယ်ရီကိုကျွေးခဲ့တာပါ။အမှုပညာရှင်တော်တော်များများကလည်းတန်နာဘိုးတို့ရဲ့မင်္ဂလာပွဲလေးကိုတက်ရောက်အားပေးခဲ့ပါတယ်။လက်မှတ်ရီထိုးတဲ့အချိန်မှာတန်နာဘိုးကမင်္ဂလာ ာလမ်းလျှောက်ရာကနေရွှေဝါရောက်မြန်မာဝမ်းဆက်လေးဝင်ပြီးရိုမန်တစ်ဆန်ဆန်နဲ့လျှောက်လာခဲ့တာဖြစ်တယ်လို့အရှမ်းလေးချက်တည်ရှိခဲ့ပါတယ်။ဒါအပြင်သူတို့နှစ်ယောက်ခရီးတစ္ဆာဆူကြကရှင်နီရှိမှလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ကောင်းပြည့်နဲ့တနာဘိုးတို့ကစင်ပေါ်မှာတယောက်နဲ့တယောက်ဘဝတစ်ခုထူထောင်လိုက်မယ်လို့ကတိပေးနေချိန်မှာစင်အောင်မှရှိတဲ့ချောရတနာကငုံနေခဲ့တာပါ။ဒါအပြင်စင်ပေါ်မှာကောင်းပြည့်နဲ့တနာဘိုးတို့နဲ့ဒူဖခင်ဖြစ်သူချောရတနာတို့ကတပ်ပုံရိုက်ခဲ့ကြပါတယ်။တပ်ပုံရိုက်ဖို့မတည့်ရတဲ့အချိန်မှလည်းချောရတနာကမျက်ရည်တွေကိုမထိန်သိမ်းနိုင်ခဲ့ပါဘူး။သူမအနေနဲ့ရှိုင် ုက်ကြီးတငင်ကိုငိုနေခဲ့တာဖြစ်တယ်လို့တန်နာဘိုကလည်းငိုနေခဲ့တာပါဒါကြောင့်မလို့ဆင်အောက်ကိုပြင်းစင်သွားကညီညီမောင်စမ်းချောင်းကိုဖတ်ပြီးချောင်းရတနာကဆန့်ငိုနေခဲ့ပါတယ် ချောင်းရတနာအတွက်တော့တဏ္ဍဖို့ကသမီတယောက်လိုချစ်ခင်တန်ဖိုးထားရတာပါချောင်းရတနာတို့ရဲ့မိခင်ကကွဲလွန်သွားခဲ့တာကြားပါပြီဒါကြောင့်တဏ္ဍဖို့ကိုချောင်းရတနာကသမီလေးတယောက်လိုရောညီမလေးတယောက်လိုရောဖြူးစုပြူထောင်ပေးခဲ့တာဖြစ်ပါတယ်ချောင်းရတနာအိမ်အောင်မကြခင်တုန်းကဆိုရင်ညီမနှစ်ယောက်ကတခန်းထဲမှာအတူတူနေထိုင်ခဲ့ကြတာပါအိမ်အောင်ကြတော့တော့လေချောင်းရတနာကတဏ္ဍဖို့နဲ့ခွဲနေရလို့ငိုခဲ့ပါသေးတယ်တဏ္ဍဖို့အပေါ်မှာချောင်းရတနာရဲ့မြေတားကအမားတယောက်ထက်ကိုပိုပါတယ်ဒါကြောင့်မလို့လေကောင်းပြည့်နဲ့လက်မထက်ခင်အချိန်ထိသူ့နီးနဲ့မိခင်တယောက်လိုပူပန်တော့ကရောက် နေကြရတာပါဒါအပြင်တကယ်လက်ထက်သွားတော့လေညီမဖြစ်သူကိုသူများလက်ထဲအပိုင်ပေးလိုက်ရမှာဆိုပြီးဝမ်းနည်းမြိတ်တွေကြလာခဲ့တာဖြစ်ပါတယ်တဖက်မှာလေညီမဖြစ်သူကိုမန်ကန်နေလက်ထက်ပေးနိုင်ပါတယ်ဆိုပြီးအဆိုပါအချိန်မှာချောင်းရတနာတယောက်ကမိခင်တယောက်ရဲ့ခန်းစားချက်မျိုးစုံဖြစ်နေကြတာပါဒါကြောင့်မလို့လေမြိတ်တွေမထိန်နိုင်အောင်ကိုကြာနေကြတာပါအခုလိုဖြစ်တာကကောင်းပြီလို့ဘက်ကမယုံတာမဟုတ်ပဲသမီးတယောက်အမှန်တကယ်လက်ထက်တာကိုမြင်လိုက်ရတဲ့အချိန်မှာမန်ကန်လားမှားလားဆိုပြီးပြည်တိဖြစ်တာရောဝမ်းနည်းလာရောဘောင်းဆောင်ကကြာရတယ်မိခင်တယောက်ရဲ့ မျက်ရည်မျိုးဖြစ်ပါတယ်။ပရိသတ်တွေကလည်းမိခင်နေတပွဲမိဘတပွဲစောင့်ရှောက်နေတဲ့ချောရတနာငုံနေတဲ့ပုံမှာနားလည်ပြီးနေကြတာဖြစ်ပါတယ်။မြမဖြစ်သူတဏ္ဍာပွင့်ရဲ့မင်္ဂလာပွဲမှာဒီလိုအကြောင်းတရားတွေကြောင့်ငုံနေခဲ့တဲ့ချောရတနာပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်